င်ခင်များအလုံးမင်္ဂလာပါအခုကျွန်တော်တို့ဗုဒ္ဓသားမှာဖြစ်ပြနေတဲ့တိုက်ပွဲအကြောင်းလေးတွေတိုက်ပွဲနဲ့ရောနှောပြီးတော့ဘာသာရေးမိုင်းနေနောက်ကလူမျိုးရေးအာပြည်တနာတွေဖြစ်ပွားလာအောင်တို့တွေဘလို့တွေများကြံစီပြီးလှုပ်ဆောင်နေတာလဲဆိုတာစောင်းပြောင်းတိုက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်လေးတွေနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်အာသုံးသပ်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီစောင်းပြောင်းကြေးရွာကဘယ်မှာရှိရလဲဆိုရင်ပိုးကိုပိုင်အုတ်ချွန်ရည်တာ အဒီဆက်ပြင်းတဲ့တောင်ပိုင်းပေါ့နော်ပင်လောင်းမြို့နယ်လုံးပင်ကျွော်အုပ်စုအဲထဲမှာတည်ရှိတာဖြစ်ပါတယ်။နောက်ပြီးတော့အဲ့ဒီဆုံးဆောင်းပြောင်းကျွော်မှာကပိုးတိုင်းသားများစုနေထိုင်ပြီးတော့မှအာဒီပိုးတိုင်းသားတွေကလည်းဘာသာတရားကိုကိုင်းချိုင်းပြီးတော့မှရိုးသားဖြူစင်တဲ့ပိုးတိုင်းသားတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအကြမ်းဖက်တောင်ကျန်းသူတွေကဒီဘာသာတရားဘာသာတရားကိုအာကိုင်းချမ်းစွာကိုယ်ကွယ်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကိုဒီအကြမ်းဖက်တောင်ကျန်းသူတွေက ဘာသာရေးအယုံကြည်ကိုအလွဲသုံးစားလုပ်ခဲ့တာပေါ့နော်အဲ့တော့ဒီဆောင်မြောင်းကြီးဟာကိုဝင်ရောက်တိုက်ခိုက်ပြီးတော့မှတိုက်ပွဲတွေပေါ်ဆောင်နေပြီးသူလူထုတွေရဲ့ဘာသာရေးအယုံကြည်ကိုအလွဲသုံးစားလုပ်ခဲ့တဲ့သူတွေကတော့အဓိကတော့ဒီဥခုတူတွေဥဆောင်တဲ့ PLN ရဲ့အဖွဲ့နဲ့အာဥမြင့်ထွန်းဥဆောင်တဲ့ PNDF ပြီးလို့ရှင်ဒီအကရာပြည်နယ်ကနေပေါက်ဖွာလာတဲ့ Greeny မြို့သားကော်ပိုရိတ် KNDF ပေါ့နော်သူတို့အဖွဲ့တွေက ဝင်ရောက်ဖြတ်စည်းတာဖြစ်ပါတယ်အဲ့တော့ဆောင်းပြောင်းကြီးရွာကဒီမေလ19ရက်နေ့ကအာအဲ့ဒီတချိန်နဲ့ဝင်တာမဟုတ်ဘောเนาะသူတို့ဝင်ခဲ့တာ3ချိန်ရှိတော့ပါပဲ3ချိန်ရှိသွားတယ်အဲ့တော့ဒီဂရနီမြို့သားကော်ဂေတာ KNDR သူတို့ပူးပေါင်းဖွဲ့တွေပေါ့เนาะမေလ19ရက်နေ့အာနနက်ခင်းမိုးမလင်းခင်မှာသူတို့ကဒီအရဝတ်တွေနဲ့ဝင်ရောက်လာပြီးတော့မှ နေမင်းလုံချုံရင်ကိစ္စတွေဆောင်ရွက်နေတဲ့ဘိုးဘိုးသားတမတော် PNA ရဲဘော်တွေကိုအလစ်ဝင်တိုက်ပြီးတော့မှအင်အားအလုံးရင်းနဲ့ဒီဆောင်ပြောင်းကြေးရွာတဲ့ကိုဝင်ရောက်လာတာဖြစ်ပါတယ်အဲ့တော့ဒီဆောင်ပြောင်းကြေးရွာတဲ့ကိုသူတို့ဝင်လာပြီဆိုတာနဲ့တနတ်တွေပြစ်ဖောက်တယ်ပြည်ပြည်သူလူထုတွေကလန့်နေလန့်ပြီးတော့မှထွက်ပြေးကြတယ်တချို့ကြအာဒါတိုက်ပွဲဖြစ်ပြီဆိုတော့အာကိုတထဲပေါ့နော်အာကိုပေါ်မှာပါတဲ့ဝတ်တထဲနဲ့ပဲသူတို့ကစီးပေးချောင်ရတယ်အဲ့တော့ အဲ့ဒီလိုမျိုးပြည်သူလူထုတွေမရှိတော့တဲ့အချိန်ကျရင်ဒီကောင်တွေကဘာလုပ်လဲဆိုလို့ချင်းအာတဖက်တဖွဲ့ကကြတော့ဒီဗိုလ်မျိုးသားတမတော် PNA နဲ့နိုင်ငံတော်ပူးပေါင်းတဲ့အဖွဲ့ကိုသူတို့ကတိုက်ပွဲဖော်တယ်နော်ဒီအကြမ်းမဲ့တောင်းကျမ်းသူတွေကတဖွဲ့ကဒီအကြမ်းမဲ့တောင်းကျမ်းသူတွေကနောက်တဖွဲ့ကဘာလုပ်လဲဆိုရင်ဒီဆောင်းပြောင်းကြောင်းထဲမှာရှိတဲ့ပြည်သူလူထုတွေ PC တွေကိုခိုးယူတယ်ကားတွေနဲ့တဲထုတ်တယ်ရတော့လောက်သူတို့ကတဲထုတ်တယ်နော်ရတော့လောက်သူတို့ကတဲထုတ်တယ်အဲ့တော့ဒီ ။ဆောင်းပြောင်းကြီးရတဲ့မှာရှိတဲ့ပစ္စည်းဥစ္စာတွေသူတို့ကခိုးယူတာ၁၀ရက်လောက်ကြာသွားတယ်ဗောနော်။အဲ့တော့ဒီကြားထဲမှာတိုက်ပွဲတွေဖြစ်သွားတယ်။တိုက်ပွဲဖြစ်သွားတော့နှစ်ဖက်ထိခိုက်မှုတွေကတော့ရှိတာဗောနော်။အဲ့မဲ့ဒီမေလ26ရက်နေ့နဲ့29ရက်နေ့မှာတော့ဒီအကြမ်းဖက်တောင်းကျမ်းသူတွေကသူတို့အထိနာသွားတယ်။ဒါသူတို့က အထိနာသွားတဲ့အချိန်မှာမလုပ်လဲဆိုရင်နောက်ဆုတ်ဖို့စူးစမ်းတယ်နောက်ဆုတ်ဖို့စူးစမ်းတဲ့အချိန်မှာတို့ဒီ29ရက်နေ့ကဆိုရင်တို့နောက်ဆုတ်တယ်ပေါ့နော်မေလ29ရက်နေ့ကတို့နောက်ဆုတ်တယ်နောက်ဆုတ်လိုက်တဲ့အချိန်မှာဘာတွေလုပ်လဲဆိုရင်တို့ခိုးယူပြီးသားဖြစ်တဲ့ပစ္စည်းဒီအလုံးအိမ်တွေပေါ့နော်အဲ့ဒီအိမ်မှာရှိတဲ့ပစ္စည်းတို့အကုန်လုံးထုတ်ယူသွားပြီထုတ်ပြီးသွားပြီဆိုရင်အဲ့ဒီအိမ်တွေကိုတို့ကမီးချိုးတာမီးချိုးပြီမီးချိုးပြီးတော့မှတို့ကနောက်ဆုတ်တာ29ရက်နေ့ကဗီဒီယိုဖိုင်တွေပြန်ကြည့်ရင်သိပါတယ်တို့အဲ့ဒီမတိုင်ခင်ကလေးက သူတို့မီးချို့နေတာတခြားတချို့အိမ်တွေလည်းသူတို့ချို့ပြီးသွားပြီဒါပေမဲ့29ရက်နေ့မှာသူတို့အာနောက်ဆုတ်တော့အထိနာပြီးနောက်ဆုတ်တဲ့ခါမှာအာပြည်သူလူထုတွေရဲ့နေအိမ်ကိုအလုံးပေါင်း20ကျော်ပေါ့နော်သူတို့မီးချို့ပြက်စီးပြီးတော့မှသူတို့ကနောက်ဆုတ်သွားတယ်နော်ဒါပေမဲ့သူတို့ကအဲ့ဒီမှာဘာကြောင့်သူတို့ဒီလိုလောက်ရလဲဆိုတော့ဒါသူတို့ရဲ့လှုပ်ထုံလှုပ်နီးလို့တော့ဖြစ်နေပြီဒါဒါဘာကိုကြည့်ပြောလဲဆိုရင်ပြီးခဲ့တဲ့နှစ်တွေမှာကျွန်တော်တို့ပြန်ကြည့်လိုက်ကျွန်တော်တို့ name name နမ်နေဘုန်းကြီးကျောင်း2023ပေါ့နော်ဒီ2023မလာတုန်းကဆိုလို့ရှင်လဲသူတို့နမ်နေဘုန်းကြီးကျောင်းတွေနမ်နေကြွရတွေသူတို့နောက်ဆုတ်သွားတဲ့အချိန်မှာဘာလုပ်လဲဆိုရင်အဲ့ဒီအိမ်မှာတတိနမ်နေကြွရကိုမီးချိုခဲ့တာအိမ်အလုံးပေါင်းမြောက်များစွာမီးတဲ့ပါသွားတယ်ဘုန်းကြီးကျောင်းလည်းပျက်စီးသွားတယ်ပြည်ဒေသကပြည်သူလူထုတွေအယောက်30ကျော်လဲသူတို့အသက်ခံရတယ်နော်အဲ့ဒါသူတို့ဒီနမ်နေထဲမှာဖြစ်သွားတဲ့တရကနောက်တစ်ခုရှိသေးတယ်စီဆိုင်မြို့စီဆိုင်မြို့ကိုလည်းကြည့်လိုက် တို့ပစ္စည်းဥစ္စာတွေအကုန်လုံးတို့ထုတ်တယ်တယ်တယ်ယူတယ်ပြီးသွားပြီလို့ချိန်စီစာမျိုးကိုတို့မိချုတ်ခဲ့တယ်เนาะအဲ့ဒါပဲလားဆိုမဟုတ်ဘုံမျိုးနဲ့အာနှုတ်ဘုံမျိုးနဲ့မင်းနဲ့တောင်ဒီတဆံဘူးကြေးရွာဆိုရင်လဲပြန်ကြည့်လိုက်ဆံဘူးကြေးရွာအုပ်စုပေါ့เนาะအဲ့ဒီဖက်မှာပန်လဲတို့နမ်ဟူတို့အာအဲ့ဒီဖက်ကြေးရွာတွေဆိုရင်လဲတို့အဲ့ဒီလိုအဲ့ဒီတိုင်းပဲတို့လုတ်ခဲ့တယ်တို့အထိနာပြီးထိနာပြီးဆိုရင်တို့ခိုးယူတဲ့ပစ္စည်းတွေအကုန်တဲ့ပြီးသွားပြီဆိုရင်အဲ့ဒီနှောင်းကြေးရွာတို့ပန်လဲကြေးရွာတို့မင်းချုပ်ပြက်စီတယ် နော်တလုံးမှမကြံတို့မိချိုးဖျက်ဆီးခဲ့တယ်ဒါတည်းကတို့တရာကတွေပဲပြီးလို့ချင်းတို့ကနောက်ဆုတ်သွားတဲ့အချိန်မှာတို့ကအခွင့်အကြကြကိုစီစဉ်ထားနောက်ဆုတ်သွားတဲ့အချိန်မှာမီဒီယာသမားတွေကိုကစားဖို့မီဒီယာသမားတွေကိုတို့အဖြေချားဖို့အစင်သေးတို့ကလှုပ်ထားပြီးသားအဲ့တော့တို့ကအာအဲ့ဒီအချိန်မှာတို့ကနောက်ဆုတ်သွားတယ်နောက်ဆုတ်သွားတဲ့အချိန်မှာမီဒီယာကိုတို့ကချက်ချင်းတန်းပြောတယ်။ဘာပြောလဲဆိုရင် ဘယ်ကြေးရတဲ့အထဲမှာတော့ဟိုစစ်ကောင်စီနဲ့အာ PNO ကဒီလိုဒီလိုသူတို့ပြက်စီအောင်လှုပ်သွားတယ်ဗျာညာဆိုပြီးကဆိုရှယ်မီဒီယာပေါ်မှာသူတို့ကချက်ချင်းကိုဖြည့်တယ်ဖြည့်ပြီးတော့မှဒါအထင်ထင်လဲမှမဖြစ်အောင်သူတို့ကလှုပ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေစဉ်းစားကြည့်လိုက်ဒီဆောင်းပြောင်းမှာဖြစ်သွားတဲ့ဟာဆိုလို့ချင်းဒီဆောင်ပြောင်းဒေတာခံပြည်သူလူထုတွေအများစုကလည်းသူ့ရဲ့ကြေးရွာကျွေးသူ့ရဲ့ဒေတာကိုသူကာကွယ်ဖို့စောင့်ချောက်ဖို့ ဒီပိုးမျိုးသားတမတော် PNA ထဲမှာတာဝန်ထမ်းဆောင်နေခဲ့တာအများကြီးပဲအများကြီးပဲအဲ့ဒီမှာဆိုရင်ပင်လောင်းဒေသခံပြည်သူလူထုတွေလည်းအများကြီးပဲ PNA ထဲမှာရှိတယ်အဲ့တော့အဲ့ဒီတိုင်းလည်းဘယ်လားဆိုမဟုတ်အဲ့ဒီဒေသခံပြည်သူလူထုချုပ်ကလည်းသူ့ရဲ့ရရဒေသကိုသူကွယ်ဖို့အတွက်ဆိုပါပါဝင်လာတာလည်းရှိတယ်အဲ့တော့ပြောချင်တာကဒီဆောင်းပြောင်းကြီးရွာထဲမှာပါဝင်နေတာလေဆောင်းပြောင်းဒေသခံပြည်သူလူတွေဖြစ်တဲ့အတွက်ကြောင့်ဆောင်းပြောင်းဒေသဆောင်းပြောင်းကြီးရွာကိုမိရှို့တယ်ဆိုတာကိုရွာကိုကိုမိပြန်ရှို့တယ်ဆိုတာ ဟုတ်မဟုတ်ဆိုတာသမင်းစားတဲ့သူတိုင်းကဒါသိတယ်သမင်းစားတဲ့သူတိုင်းဒါကိုသိတယ်နော်အဲ့တော့သူတို့အဲ့ဒါပဲလုတ်ခဲ့တာလားဆိုတော့မဟုတ်ဘူးသူတို့ကမီဒီယာကိုအသုံးချတယ်အသုံးချပြီးတော့မှသူတို့နောက်ဆုံးသွားတဲ့အချိန်မှာဘာတွေလုတ်လဲဆိုတော့အဲ့ဒီစောင်းပြောင်းဒေသခံပြည်သူလူထုတွေကအာအလန်တရာကိုကိုွယ်တယ်ပေါ့နော်အလန်တရာကိုကိုွယ်တယ်ပြီးရင်အာဒီဖက်ကပြေလို့နဲ့မတဲ့လို့ဆိုပါဖြစ်တယ်ငံဖြစ်တယ်ဆိုတာသူကမိုင်းတိုက်ခဲ့သေးတယ်။ရံဖြစ်အောင်သူကလှုပ်လိုက်သေးတယ်။နော်လှုပ်လှုပ်လိုက်သေးတယ်။ အဲအဲ့လိုမျိုးပြီးရင်အဲ့ဒါပဲလားဆိုမဟုတ်လူမျိုးရေးပြဿနာလူမျိုးအချင်းချင်းပြဿနာเนาะတခြားလူမျိုးနဲ့ဖြစ်တာမဟုတ်ပိုးပိုးချင်းချင်းကိုပြန်ပြီးတော့မှပြဿနာဖြစ်ရောဖြစ်လာအောင်တို့ဗီဒီယိုတွေအဟောင်းတွေဗီဒီယိုတင်နေပြီးလို့ချင်းအပြည်သူလူထုတွေထင်မှလွဲမှဖြစ်အောင်တို့တွေကဒါတွေကိုတို့ကဟိုပေါ်ဆောင်တာပေါ့နော်ဤမျိုးစုံနဲ့တို့ကဝါဒိုင်းအဝါဒမိုင်းတို့ကတိုက်တယ်ဝါဒမိုင်းတွေဖန်ဆင်းတဲ့မီဒီယာကိုတုံးချပြီးတော့မှတို့ကလုပ်တယ်เนาะအဲ့တော့ ဒီ candy app ဒီဥဆောင်ပြီးတော့မှကျွန်တော်တို့ပို့နေမြေထဲမှာကျူးကျော်လာရောက်ပြီးတော့မှတို့ကတိုက်ခိုက်တယ်သူတို့ဝင်မလာဘူးဆိုလို့ချင်းကျွန်တော်တို့ပို့ဒေတာငိမ့်ချမ်းနေတာပဲเนาะဘာမှမဖြစ်ဘူးเนาะကျွန်တော်တို့ကလူမျိုးပြဿနာလည်းပြစ်စရာအကြောင်းမရှိဘာလို့လဲဆိုတော့ကျွန်တော်တို့ချက်ပြနေတောင်ပိုင်းတောင်ကြီးမျိုးနဲ့တဝိုက်မှာတော်တော်ကောင်းကျွန်တော်တို့အထုဒေတာ6တခုလုံးချက်ပြနေတောင်ပိုင်းမှာရှိတဲ့ပြည်သူလူသူအလုံးတော်တော်ကောင်းဒိုင်းသားပေါင်းစုံရှင်သွဲပြီးတော့မှငိမ့်ချမ်းစွာနေထိုင်နေတာဘာပြဿနာမှမဖြစ်ဘူး ပြီးပေါင်း30ကြော်လိုက်ဘာပြဿနာမှမဖြစ်ဒါပေမဲ့ဒီအကြံဖက်တောင်းကျန်းသူ KND ရဲ့တွေဝင်လာပြီးတော့မှတို့အတိုက်ပွဲတွေဖော်တယ်ဒါတော့မှနော်ဒီကရပြည်နယ်မှာတိုက်ပွဲဖြစ်ပွားပြီးတော့မှပြည်သူတို့ကရပြည်နယ်ကပြည်သူလူထုတွေအခုချိန်ထိဒီသူတွေသား6နယ်ထဲမှာဝင်ရောက်နေထိုင်ပြီးတော့မှပြည်ငိုင်းကြမ်းမရေးစီးပွားရေးလူမှုရေးတွေလုပ်နေတာပဲဒါတော့မှဗာပြဿနာမှမချအောင်ဒါဟောပဲကြည့်ကျွန်တော်တို့လူမျိုးကြီးခွဲခြားတာပါရှိလားဆိုတာเนาะအဲ့တော့ သူတို့ကကျွန်တော်တို့ဗုဒ္ဓတာတဲ့ကိုလည်းဝင်လာသေးတယ်ပြည်သူလူထုရဲ့ပြည်စည်းဥစ္စာကိုလည်းခိုးယူတယ်ကျွန်တော်တို့ရဲ့ပြည်သူလူထုနဲ့ဒီဆရာတော်တန်ခါတော့ပါဝင်လဲသူတို့တတ်ခဲ့တယ်เนาะအဲ့ဒါတော့မှမရသေးဘူးနောက်ထပ်မိုင်းများစွာသူတို့ကဆိုရှယ်မီဒီယာကိုအသုံးချပြီးတော့မှလှုပ်ဆောင်နေသေးပဲเนาะအဲ့တော့အနိဂုံချုပ်ပြောရရင်ကျွန်တော်တို့စောင်းပြောင်းဒေတာထဲမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်းအရာတွေဟာဒီအကြမ်းမဲ့တောင်းကျမ်းသူ ဖြစ်တဲ့ Greeny မြို့သားကော်ကွေတက် KD အဖွဲ့ဟာမိုးတွင်းမှာသူတို့ရဲ့စာနာရေးခါလုံလောက်ဖို့အတွက်ပိုးဒေတာပိုးနေမြေတဲ့ကိုကျူးကျော်လာပြီးတော့ဆောင်းပြောင်းရွာထဲမှာရှိတဲ့ပြည်သူတွေရဲ့ပစ္စည်းဥစ္စာကိုဓမြတိုက်ခိုးယူတဲဆောင်တဲ့တိုက်ပွဲတာဖြစ်တယ်ဆိုတာကျွန်တော်ကတော့အာပြောပြချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်